ဒီနေ့မနက်အစောပိုင်းကရှင်ပြိုင်ထိုးတက်တဲ့ UFC ပြိုင်ပွဲမှာမြန်မာပြည်ပွားချင်းဖိုက်တာဂျိုရှုအာဗန်ကဖလိုင်းဝေတန်မှာကမ္ဘာအဆင့်တင်ရှိတဲ့ Brandon Rivera ကိုအနိုင်ယူလိုက်ပါတယ်။ UFC 317ရဲ့အဓိကပွဲစဉ်တစ်ခုဖြစ်တဲ့ဂျိုရှုအာဗန်နဲ့ Brandon Rivera တို့ပွဲစဉ်မှာလက်သီးတွေကိုအဓိကအသုံးပြုရှင်ပြိုင်ထိုးတက်ကြပြီးနှစ်ဦးစလုံးရဲ့မျက်နှာတွေမှာဒဏ်ရာတွေကိုစီရကြပါတယ်။ပထမအချိန်မှာ Van ကအသာစီထိုးတက်နိုင်ခဲ့ပေမဲ့ ဒုတိယအချိန်မှာ rival ကလည်းလက်သေးချက်တွေနဲ့အကန့်ချက်တွေသုံးပြီးအပြန်အလှန်တပ်ပုတ်ကြပါတယ်။နောက်ဆုံးအချိန်ဖြစ်တဲ့တတိယအချိန်မှာအပြင်းထန်ဆုံးဖြစ်ပြီး van ရဲ့ဘဲညာလက်သေးတွေကြောင့် rival အထိနာခဲ့ပါတယ်။နောက်ဆုံးအချိန်ပြီးကနေမှ van ရဲ့တိကျပြီးပြင်းထန်တဲ့ထိုးချက်တွေ rival မျက်နှာထိမှန်ပြီးစမ်းပြင်မှာလဲကျသွားခဲ့ပါတယ်။ van ကလည်းစမ်းပြင်ပေါ်ကပြိုင်ဘက်ကိုအမြတ်ပွဲဖြတ်ဖို့အပြင်းထန်လိုက်ထိုးပေမဲ့ပွဲချိန်ဆေးသွားလို့အလဲထိုးနိုင်မဲ့အခွင့်အရေးပို့ကာတီကလက်လွတ်လိုက်ရပါတယ်။ ဒါပေမဲ့ပွဲအပြီးမှာအမှတ်ပေးဒိုင်းတွေ၃စလုံးကဗန်ကိုအနိုင်ပေးလိုက်တော့မို့ဗန်ဟာ UFC ဖလိုင်းဝိတ်တန်ကမ္ဘာအဆင့်တွေကိုအနိုင်ယူပြီးအမြင့်ခွန်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ UFC ရဲ့အမှုဆောင်အရာရှိချုပ်ဒါနာဝက်ကအခုပွဲနိုင်သူဟာချန်ပီယံကမ္ဘာပိုင်ရှင်ကိုစင်ကာပူခွင့်ရှိမယ်လို့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောထားတာမို့အသက်၂၄နှစ်ရွယ်ဗန်ဟာအခုဆိုရင်တိုင်းပေါင်းစုံပြိုင်ပွဲတွေမှာနာမည်အကြီးဆုံး UFC ရဲ့ချန်ပီယံကမ္ဘာပိုင်ရှင်ဖြစ်လာဖို့က အလွန်နှိစက်လာပြီဖြစ်ပါတယ်။ဗန်ဟာတိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေထဲနာမည်အကြီးဆုံးဖြစ်တဲ့ UFC ပြိုင်ပွဲမှာပထမဆုံးအကြိမ်ရှင်ပြိုင်ခွင့်ရတဲ့မြန်မာဖိုက်တာလည်းဖြစ်ပါတယ်။ပွဲမထုတ်ခင်က UFC ဖလိုင်းဝက်တန်မှာအဆင့်ဆက်တဲ့နေရာကနေအဆင့်တကိုဖြောက်လိုက်တာကြောင့်ဗန်ရဲ့ UFC အဆင့်သတ်မှတ်ချက်အခုန်တက်လာတော့မှာဖြစ်ပါတယ်။ဒီပွဲအနိုင်ကြောင့်ဗန်ဟာ UFC ပြိုင်ပွဲနောက်ဆုံး၅ပွဲဆက်အနိုင်ရခဲ့တာပါ။ဒီ၅ပွဲလုံးကိုတစ်နှစ်အတွင်းရှင်းပြအနိုင်ရခဲ့တာမို့ ဇန်ရဲ့အမြင့်ခုန်တက်လာပုံကအမြန်ဆန်လွန်းတယ်လို့ UFC ကဘာကျော်ဖိုက်တာတွေကတောင် သုံးသပ်ကြပါတယ်။ချင်းတိုင်းသောဖန်ဟောင်း UFC မှာကိုးပွဲရှင်ပြရမှာ၈ပွဲနိုင်၁ပွဲရှုံးထားတဲ့မှတ်တမ်းရှိပါတယ်။ဇန်ဟောင်းမြန်မာပြည်ပချင်းတိုင်းသားဖြစ်ပြီးတော့အမေရိကန်နိုင်ငံကိုငယ်စဉ်ကတည်းကမိသားစုနဲ့အတူရွှေပြောင်းအခြေချနေထိုင်သူဖြစ်ပါတယ်။ဇန်ဟာ UFC ပြိုင်ပွဲတွေမှာအောင်ပွဲခံနိုင်မြန်မာနိုင်ငံအလံနဲ့အောင်ပွဲခံလေရှိပါတယ်ရှင်။